အားလုံးမင်္ဂလာပါအောင်ရင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့အသက်50ကျော်သူတွေညဘက်ကြွက်တက်တာကိုကာကွယ်ပေးနိုင်တဲ့လက်ကျင်ခံသုံးမှုဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ကြွက်တက်တယ်ဆိုတာဟာရုတ်တရက်ဖြစ်ပေါ်လာတဲ့မထိန်ချုပ်နိုင်ပဲပြင်းထန်တဲ့ကြွက်သားများကျုံသွားတာကိုဆိုလိုပါတယ်ကြွက်တက်တာဟာနာကျင်မှုအလွန်ကြီးမားပါတယ်ညသောအဖြစ်ခြေောက်ကကြွက်သား၃ခုမှဖြစ်တတ်ပါတယ်အဲ့ဒီကြွက်သားတွေကတော့ခြေစလုံးကြွက်သားများကပ်ပေါင်ရှိကြွက်သားများ sport ပေါင်နောက်ကြွက်သားများ hamstring တို့ဖြစ်ကြပါတယ်။ညာသောအဖြစ်ကြွက်တဲ့ခြင်းဟာခြေထောက်ကြွက်သားများအထူးသဖြင့်ခြေသလုံးကြွက်သား dreamer အဖြစ်များပါကြွက်တဲ့ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲကြွက်တဲ့ခြင်းရဲ့အဓိကလက္ခဏာတွေကတော့ကြွက်သားတွေရုတ်တရက်တင်းကျပ်သွားပြီးနာကျင်ခြင်းပဲဖြစ်ပါတယ်ခံစားရပုံနံပါတ်1ပြင်းထန်စွာနာကျင်ခြင်းကြွက်တဲ့တာပြင်းထန်စွာစတင်ခံစားရပြီးအဆင်မပြေမှုနာကျင်မှုဒါမှမဟုတ်ပြီးမခံနိုင်လောက်နာကျင်မှုတို့ကိုခံစားရပါတယ်နံပါတ် ကျုံပြီးအဖုလိုဖြစ်ခြင်းကြွတ်တက်တဲ့အခါကြွတ်သားဟာလက်တိဆုပ်ထားသလိုမျိုးပြင်းကျက်နေတဲ့ကြွတ်သားပုံစံမျိုးဖြစ်သွားပါတယ်။နံပါတ်3ကြာချိန်ကြွတ်သားကျုပ်ချင်းတွေဟာစက္ကန့်အနည်းငယ်မှမိနစ်အနည်းငယ်အထိကြာမြင့်နိုင်ပါတယ်။နံပါတ်4ကြံ့ရက်တဲ့နာကျင်မှုကြွတ်တက်တာတက်တာသွားပြီးနောက်မှာတောင်မှတခါတလေမှအဲ့ဒီနေရာမှာကြွတ်သားတွေဟာနိုင်ပေါင်းများစွာဒါမှမဟုတ်ရက်များစွာအထိနာကျင်ကြိုက်ခဲမှု ကြံ့ရက်နေနိုင်ပါတယ်။ဂရီဘေးလက္ခဏာများ စိတ်မကောင်းစရာကတော့ကြွက်တက်ခြင်းဟာရုပ်တက်ဖြစ်ပေါ်တတ်ပြီးသတိပေးလက္ခဏာတစုံတရာမှမရှိတတ်ပါဘူးဖြစ်ပွားလေးရှိတဲ့အချိန်များလူကြီးတွေရဲ့60ရာခိုင်နှုန်းအထိဟာညဖက်ကြွက်တက်ခြင်းကိုခံစားရတတ်ပါတယ်ညဖက်ကြွက်တက်တာဟာအနားယူချိန်ဒါမှမဟုတ်အိပ်ပျော်နေချိန်မှာဖြစ်တတ်ပြီးအဲ့ရကလို့ထဇေနိုင်တာညာလုံးပေါက်နာကျင်မှုကိုကြံရစေနိုင်ပါတယ်အသက်အရွယ်အသက်ကြီးတဲ့အခါအသက်60နဲ့အထက်လူကြီးတွေရဲ့30 300ခန့်တုန်းဟာ အနည်းဆုံး2လတစ်ကြိမ်ညဘက်ကျွတ်တက်တတ်ပါတယ်အသက်50နဲ့အထက်လူတိုင်းနှီးပါးဟာအနည်းဆုံးတစ်ကြိမ်တော့ကျွတ်တက်ဘူးကြပါတယ်အသက်ကြီးလာတာနဲ့အမျှအရွတ်တွေတန်တန်ဟာသဘာဝအတိုင်းတိုလာတဲ့အတွက်ပိုပြီးကျွတ်တက်တတ်ပါတယ်ကိုယ်ဝန်ဆောင်ခြင်း pregnancy ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့40ရာခိုင်နှုန်းခန့်ဟာကျွတ်တက်တာကိုခံစားရနိုင်ပါတယ်ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်လေးချိန်ပိုများလာတဲ့အတွက်ကျွတ်သားတွေကိုဖြည့်ဆည်းမှုပိုများလာတာကို ကျမ်းမာရေးပညာရှင်တွေကယုံကြည်ကြပါတယ်။ဆေးဝါးများအချို့ဆေးဝါးတွေရဲ့ဘေးတွေဆိုးကျိုးအနေနဲ့ကျွတ်တက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဥပမာစီးဆေး။ဒါကြောင့်မို့လို့ညဘက်မှာကျွတ်တက်တာကိုခံစားရရင်ရေတပ်ပြည့်ဝအောင်နေခြင်းနဲ့ဆန့်ထုတ်လေ့ကျင့်ခန်းတွေလုပ်တာကိုအရင်ဆုံးပြုလုပ်သင့်ပါတယ်။ခြေထောက်ကျွတ်တက်ခြင်းဟာညသောအဖြစ် ခြေထောက်ကကျွတ်သား၃ခုခြေစလုံးကျွတ်သားများပေါင်ရှိကျွတ်သားများနဲ့ပေါင်နောက်ကျွတ်သားတွေဖြစ်တတ်တာကိုပြောခဲ့ပါတယ်။ အဲ့ဒီကြွက်သားတွေပေါ်အခြေခံပြီးကြွက်သားတွေကိုကာကွယ်ဖို့နဲ့ဖြစ်နေရင်လည်းအများပျောက်ကင်းသက်သာဖို့အတွက်လုပ်ရမယ့်လေ့ကျင့်ခန်းတွေကိုတည်တည်ချာချာရှင်းပြပေးပါမယ်။အခုပြောမယ်ဆန့်ထုတ်လေ့ကျင့်ခန်းတွေကိုကြွက်တဲ့နေတဲ့အချိန်မှလည်းပြုလုပ်နိုင်ပါတယ်။ဒီတော့အဲ့ဒီနီလန်း၃ခုကိုအသေးစိတ်ကြည့်အောင်။နံပါတ်၁ခြေသလုံးဆန့်ထုတ်ခြင်း runner stretch ဒီတစ်ခုကမတ်တက်ရပြီးလုပ်ရတဲ့အတွက်လွယ်ကူတဲ့နီလန်းဖြစ်ပါတယ်။လုံဆောင်ဖို့က ကိုဆန့်ကျင်တဲ့ခြေတလုံးရဲ့ခြေထောက်ကိုနောက်ဘက်မှာထားပြီးနောက်ကိုဆန့်ထုတ်ပါ ရှေ့ကခြေထောက်ကိုအနေနဲ့လေးကွေးထားပါမယ်မှတ်သားစရာကဟန်ချက်ညီဖို့နံရံဓမ္မဘုံကောင်တာဓမ္မဘုံခုံတစ်ခုခုကိုခိုင်ခိုင်မာမာကင်ထားပါအရေးဆုံးအချက်များနောက်ခြေဖွားရဲ့ဖနောက်တစ်ခုလုံးကမြေပြင်ပေါ်မှာကျနေရပါမယ်ခြေချောင်းတွေဟာရှေ့ကိုတက်တက်ထိုးထားရပါမယ်အချို့လူတွေကခြေထောက်ကိုဘေးဘက်လှည့်ထားတတ်ပေမဲ့အဲ့ဒီလိုလှည့်ရင် ခြေသလုံးကြွက်သားကိုကောင်းကောင်းဆန့်ထုတ်နိုင်မှာမဟုတ်ပါဘူး။ဒုံနီးကတော့ခြေဒူးကိုကွေးပြီးနောက်ခြေသလုံးလျှောက်လုံးဆန့်သွားတာကိုခံစားရတဲ့အထိခြေကိုကိုင်းပါ။ကြာချိန်ကစက္ကန့်30ကကြာအောင်ထိန်းထားပါခဏနာပြီးစုစုပေါင်း3ချိန်ပြုလုပ်ပါ။နံပါတ်1ပေါင်နောက်ကြွက်သားဆန့်ထုတ်ခြင်း hamstring stretch ဒီကြွက်သားတွေဟာကြွက်တက်တက်တဲ့နေရာတွေမှာပါဝင်ပါတယ် ဒုဆောင်ဘုံကမတက်ရရင်ခုံဒါမှမဟုတ်ဆင်မြစ်တစ်ခုအပေါ်မှာခြေရောက်ကိုရှေ့တက်တက်တင်ထားပါကျမ်းမြင့်ပေါ်မှာထောက်ပြီးလှုပ်လေရပါတယ်အရေးကြီးဆုံးအချက်များကတော့ဒူးကိုဖြောင့်တန်းနေအောင်ထားပါဒူးဖြောင့်မှနောက်ပေါင်ကြွက်သားကိုကောင်းစွာဆန့်နိုင်ပါပါသင်ရဲ့တင်မားတွေဟာရှေ့ကိုတက်တက်ညွန်ပြနေရပါမယ်ဘေးတစ်ဖက်ဆောင်းပြီးဆန့်တာမျိုးမလုပ်ပါနဲ့ခါးကိုမကွေးပဲတင်မားစီကနေရှေ့ကိုငုပ်ပါခါးကိုကွေးပြီးခြေချောင်းထိအောင်လုပ်ရမယ်ဆိုရင် ပေါင်နောက်ကြွက်သားတွေကိုဆန့်ရမရောက်ပဲခါးကိုသာကွေးမိမှာပါထပ်ဆောင်းအချက်ခြေရောက်တွေကိုကိုယ့်ဘက်စီဆွဲတင်မယ်ဆိုရင် ခြေသလုံးကြွက်သားတွေကိုလည်းအပိုဆန့်ထုတ်ပြရရောက်ပါတယ်ကြာချိန်ကစက္ကန့်30ကြာအောင်ထိန်းထားပြီး၃ချိန်ပြုလုပ်ပါခြေရောက်နှစ်ဖက်စလုံးကြွက်တက်ရင်နှစ်ဖက်စလုံးလုပ်ပေးပါအမှတ်၃ပေါင်ရှိကြွက်သားဆန့်ထုတ်ခြင်း quad stretch ဒီနေရာမှာကြွက်တက်တာကို Charlie Horse လို့လည်းခေါ်တတ်ကြပါတယ် လုဆောင်မှုဟန်ကျက်ညီအောင်တခုခုကိုကင်ထားပါပြီးရင်ခြေထောက်ရဲ့နောက်ဖက်ကိုဖမ်းကင်ပါအရေးကြီးဆုံးအချက်များပေါင်ရဲ့အပေါ်ပိုင်းဟာအောက်ကိုတဲ့တဲ့ကျနေရပါမယ်ဒူးဟာကြမ်းမြင်စီကိုညှို့နေရပါဒူးကိုကွေးနေမယ်ဆိုရင် ရှေ့ပေါင်ကျွတ်သားကိုကောင်းကောင်းမဆတ်နိုင်ပါဘူးဘေးကနေကြည့်ရင် ပေါင်နှစ်ဖက်သုံးဟာတစ်ဖက်နဲ့တစ်ဖက်ညီနေရပါ လုံနီးဖနောက်ကိုကိုလုံးနိုင်သလောက်နောက်ဖက်ကိုဆွဲယူပါပုံမဆန့်ထုတ်ခြင်း နောက်ဖက်ကိုဆွဲယူနိုင်ပြီးဒါဆိုရင် တင်ပါကွေးညွတ်ကြွက်သားကိုပါနည်းနည်းဆန့်ပေးပါလေကြာချိန်ကစက္ကန့်30ကြောင်ထိန်းထားပြီး3ချိန်ပြုလုပ်ပါနောက်ဆုံးမှတ်သားစရာဒီစံထုတ်မှုတွေနဲ့ရေတက်ပြေဝအောင်နေထိုင်တာတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်အချို့အချိန်တွေမှာခြေထောက်ကြွက်တဲ့တာပိုမိုပြင်းထန်ပြီးယောဂလက္ခဏာတွေအချက်ပြမှုဖြစ်နိုင်ပါတယ်ဥပမာပိုတက်ဆီယမ်နည်းခြင်းမက်ဂနီဆီယမ်နည်းပါခြင်း တန်တက်နေပါခြင်းစီဂျိုယောဂါစတင်ဖြစ်ပေါ်ခြင်းဓမ္မမုတ်အာယုံကျော်အာနေခြင်းတို့ရဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်ဒီလိုအခြေအနေမျိုးဆိုရင်တော့သက်ဆိုင်ရာဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါလိမ့်မယ်လေ့လာမှုများအရညဘက်ခြေောက်ကျွတ်တဲ့ခြင်းဟာအရန်ကိုဖြစ်များပါတယ်လူကြီးတွေရဲ့60ရာခိုင်နှုန်းဟာညဘက်ကျွတ်တဲ့တာကိုခံစားရလိမ့်ရှိပါတယ်အစီရင်ခံထားတဲ့ကျွတ်တဲ့မှုဖြစ်စဉ်တွေထဲမှာ၄ပုံ၃ပုံကန့်ဟာ ညဘက်မှာဖြစ်လေရှိတယ်လို့သိရပါတယ်။ညဘက်ကြွတ်တဲ့ချင်းဟာလူတယောက်ကတိတ်ပြီးလှုပ်ရှားမှုမရှိတဲ့အခါဒါမှမဟုတ်အိပ်ပျော်နေတဲ့အခါမျိုးမှာဖြစ်လေရှိပြီးအိပ်ရာကနှုတ်ထစီနိုင်ကညာလုံးပေါက်နာကျင်ခြင်းကိုကြံရဲစေနိုင်ပါတယ်။ညဘက်ခြေတော့ကြွတ်တဲ့ရခြင်းရဲ့အကြောင်းရင်းညညဘက်ခြေတော့ကြွတ်တဲ့ရတဲ့အကြောင်းရင်းများဟာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ဖြစ်နိုင်ရည်ရှိတဲ့အကြောင်းရင်းများစွာရှိပါတယ်။နေတာဝင်တဲ့ပတ်သက်သောအကြောင်းရင်းများ မတ်၁အချိန်ကြာကြာထိုင်နေခြင်းဥပမာစပွဲမှာအချိန်ကြာကြာထိုင်ပြီးအလုံးလုံးချင်းကဲသို့ချိန်နေမျိုးနံပါတ်၂ကြွက်သားတွေကိုအလွန်ကျွံအသုံးပြုခြင်းအနည်းဒါလုံးကြွက်သားတွေကိုလူလာတဲ့ပုံပြီးသုံးဆွဲခြင်းနံပါတ်၃ကွန်ကရစ်ကြမ်းပြင်ပေါ်မှာရက်ချင်းဒါမှမဟုတ်အလုံးလုံးချင်းမာကျောတဲ့မြင့်နေပြင်ပေါ်မှာအချိန်ကြာကြာရက်နေခြင်းနံပါတ်၄တနည်းဒါလုံးမမှန်ကန်တဲ့ကိုနေဟန်ထားရှိခြင်းကိုနေဟန်ထားမမှန်တာကလည်းညဘက်ကြွက်တဲ့ခြင်းကိုဖြစ်စေနိုင်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်သောအကြောင်းရင်းများညဖက်ကြွတဲ့ခြင်းတွေဟာအချို့သောပုံမှုပြင်းထန်တဲ့ကျမ်းမာရေးအခြေအနေလက္ခဏာတွေလည်းဖြစ်နိုင်နိုင်ပါတယ်။နံပါတ်1ရေဓာတ်ခမ်းခြောက်ခြင်း dehydration ခြေထောက်ကြွတဲ့ခြင်းရဲ့အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုကရေဓာတ်ခမ်းခြောက်ခြင်းပဲဖြစ်ပါတယ်။နံပါတ်2ဓာတ်တထုချို့တဲ့ခြင်းသွေးထဲမှာပိုတက်ဆီယမ်၊ကယ်ဆီယမ်ဒါမှမဟုတ်မက်ဂနီဆီယမ်ဓာတ်တွေနှဲပါနေခြင်း။နံပါတ်3သွေးစီးဆင်းမှုပြဿနာများ ျွန်တော်ကြွက်သားစီကိုသွေးလုံလုံလောက်လောက်မရောက်ချင်းနံပါတ်၄စီဂျိုယောဂစီဂျိုယောဂကြောင့်အာယုံကြောများပျက်စီးခြင်းဒါမှမဟုတ်စီဂျိုယောဂစတင်ဖြစ်ပေါ်နေခြင်းရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်နံပါတ်၅ကြောက်ကပျက်စီးခြင်းနံပါတ်၆အာယုံကြောအာနေခြင်းအာယုံကြောဆိုင်ရာယောဂတို့ကြောင့်ညဘက်ကြွက်တဲ့ဓာတ်တွေဖြစ်နိုင်ပါတယ်အစားဆုံးကြည့်ပါပြီးအတွက်ကျေးဇူးပြန်ပါတယ်နောက်တော့လွယ်လွယ်ကူကူကြည့်ရှုနိုင်မှုလဲ subscribe ကိုကြည့်ကြည့်နေနေဟာပါတို့မြစ်တာရက်ခံပါတယ် ိုင်းနဲ့ဆေးဟိုးလေးနှိပ်ပြီးစီးကျင်းပါတဲ့လူသားအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day